ာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ထီထပြူအကုံစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေဘုံအလုံး100ကျော်ကျဲချတိုက်ခိုက်ခဲ့တဲ့အကြောင်းမွန်ကရင်ဒိုဝဲစီရင်မဟာမိတ်အဖြစ်တော်လှန်ရေးတပ်ဖွဲ့6ဖွဲ့ပူးပေါင်းလိုက်တဲ့အကြောင်းတနင်္လာရီမြို့နယ်ညောင်ပင်ခွင်းရွာကစစ်ကောင်စီတပ်ကိုဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့တဲ့အခြေအနေ စစ်ကောင်စီတပ်ဘုံကျဲတိုက်ခိုက်ခဲ့လို့တရက်ချောင်းမှာ KNL တပ်ဖွဲ့ဝင်တဦးထင်ရှားရသွားတာမူရစေဝါရောင်းဝယ်သူ6ဦးကိုလောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့တာတင်းနှာရီမြို့နယ်ဗန်လမော့ရွာကစစ်ကောင်စီတပ်ကိုဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့တဲ့အခြေအနေစစ်ကောင်စီတပ်ဖမ်းသွားတဲ့ရေဖြူမြို့နယ်ဒေသခံ၂ယောက်ကိုဆဲရဲကြော်ကြားတဲ့အထိပြန်မလို့လာသေးတဲ့အကြောင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင် ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ထိထပြူအကုံစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေဘုံအလုံး100ကျော်ကျိုက်ချတိုက်ခိုက်ခုခံခဲ့ပါတယ်။ကံယူရန်တိုင်းစစ်ဌာနချုပ်ရဲ့အမှတ်၁စစ်ပြူအစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဧပြီလ12ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ကတော့ဧပြီလ13ရက်နေ့ကစပြီးလေကြောင်းကနေဘုံကျဲချပြီးတော့ခုခံခဲ့တာပါဧပြီလ19ရက်နေ့မှာတော့တော်လှန်ရေးပူးပေါင်းတပ်တွေကအဲ့ဒီဗျူဟာကုန်းကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ် ရှေ့အကြောင်းမြင်ခဲ့တဲ့ထိထောက်ဖြူအားစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီလီတက်က KAW တိုက်လီရင် Wide Draw သေယူပို့ဆောင်ရေးလီရင်တွေအုံပြုပြီးဘုံအလုံး100ကျော်ကျဲချတိုက်ခိုက်ခဲ့တာပါ။အဲဒီလိုဘုံကျဲတိုက်ခိုက်ရမှာတော်လန်ရဲတပ်တွေအနီကိုဘုံကျရောက်ခဲ့တဲ့အပြင် Alesto, Amalata နဲ့ထိထောက်ကျေးရွာအနီဝန်းကျင်ကိုပါကျရောက်ပောက်ကွဲတာတွေရှိပါတယ်။ အပိသက်စခန်းသိမ်းနိုင်ခဲ့တဲ့ဧပြီလ16ရက်နေ့တရက်ထဲမှာတိုင်းရိုင်းတွဲလင်ရင်နဲ့ဘုံ48လုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်တီတာဗျူဟာစခန်းကိုတိမ့်ပိုက်ပြီးတဲ့နောက်ဧပြီလ20ရက်နေ့မနေ့မှာလဲဗျူဟာစခန်းကိုအနီးပတ်ဝန်းကျင်ကိုလေကြောင်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။နောက်တနေ့ဧပြီလ21ရက်နေ့မှာလဲ ठी ခီရွာကို KAW တိုက်လေရင်နဲ့ဘုံ၃လုံးကျဲချခဲ့ပြီး White Day လေရင်နဲ့ဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်ခဲ့ပြန်ပါသေးတယ်။ တိုက်ပွဲထဲစစ်ကောင်စီတပ်ကစစ်ကူတပ်သားတွေကိုရဟယင်နဲ့ထိထစခန်းပေါ်ချပေးဖို့စ조사ခဲ့ပေမဲ့တော်လှန်ရေးတပ်တွေရဲ့ပြစ်ခတ်မှုကြောင့်မအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်ထိထစခန်းကုန်းပေါ်မှာချပေးရမယ့်အစားနန်းစက်မျိုးဖြစ်တဲ့ထီခီမှာစစ်ကူတွေကိုရဟယင်နဲ့ချပေးခဲ့တယ်လို့လည်းဆိုပါတယ်။လက်ရှိမှာလည်း MI70 ရဟယင်တွေအသုံးပြုပြီးထီခီစခန်း၊ဘော်ဒီစခန်း၊ငရဲနီစခန်းတွေစီစစ်ကောင်စီတပ်စစ်ကူပုံနေပါတယ်။ အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ120မမလိုလက်နက်ကြီးတွေအပါအဝင်စစ်လက်နက်ခရမ်းတွေကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်ရရှိခဲ့တဲ့အပြင်စစ်ကောင်စီဗျူဟာမှုအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်100လောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့မွန်ကရင်တဝဲစည်ရေးမဟာမိတ်အဖြစ်တရင်တပ်ဖွဲ့6ခုပူးပေါင်းဖို့သဘောတူခဲ့တယ်လို့ဧပြီလ22ရက်နေ့ကအဲ့ဒီစည်ရေးမဟာမိတ်မှာပါတဲ့ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ ။သတင်းအပြည့်အစုံကိုတော့ dowelwashwine.ta တို့ကပြောပြပေးသွားမှာပါရှင်။မော်ကရင်တဝယ်စည်ရင်မဟာမိတ်ဖြစ်တရင်တဖွဲ့6ခုပူးပေါင်းဖို့သဘောတူခဲ့တယ်လို့ AB လ21ရက်နေ့ကအဲ့ဒီစည်ရင်မဟာမိတ်မှာပါတဲ့ကံပေါက်ဒေတာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။စည်ရင်မဟာမိတ်ဖြစ်ပူးပေါင်းတဲ့တပ်ဖွဲ့တွေကတော့ဒေါနာဆက်ကြောင်း3ကတက်ခွဲ3ခုခဲမျိုးတမဟာ6ရဲ့တရင်20ခေါ်မော်ပြည်သက်ပါတီ AD မော်တော်လန်ရစ်တက် MSRF ABSDF တပ်ရင်းတက်နဲ့ဒဝဲလွန်မြောက်ရေးတပ်တော် DLA တို့ပဲဖြစ်ပါတယ်မြန်မာနစ်ဆန်တရက်နေ့ AB လ18ရင်းဒီမှာအဲ့ဒီတပ်ရင်းတပ်ဖွဲ့6ခုကတာဝန်ရှိသူတွေမြေပြင်မှာတွိတ်ဆုံဆွေးနွေးသဘောတူညီခဲ့တာဖြစ်ပါတယ်။ မော်နဲ့တနေသားိုက်စက်ကရေဖြူမြုပ်နယ်ထဲဝင်ရောက်နေတဲ့စက်ကောက်စီတက်စက်ကြောင်းတွေကိုဟတ်တားနိုင်ဖို့စရေရအချိတ်ဆက်မိပြီးအချိန်မြင့်ပူပေါင်းဆောင်ရွက်နိုင်ဖို့တပ်ဖွဲ့တွေအကြအပြန်လန်ထိတ်ကြောင်းနိုင်ဖို့နဲ့အပြန်လန်အကူအညီများပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးပူပေါင်းခဲ့တာဖြစ်တယ်လို့ဒေါနာတက်ခွဲလေးကထုတ်ပြန်ပါတယ်။အခု AB လာတတိယအပတ်မှာလည်းခင်မျိုးတပ်မဟာလေးရဲ့ဥဆောင်မှုနဲ့တနေသားိုက်တိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တော်လိုင်းရေးတပ်ဖွဲ့တွေပူးပေါင်းပြီးထိုင်းမြန်မာနယ်စပ်နားကထိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ဖြစ်တဲ့တနင်္သာရီမြို့နယ်ညောင်ပင်ကွင်းရွာကစစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့ကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့ပါတယ်။တနင်္သာရီမြို့နယ်ညောင်ပင်ကွင်းရွာကစစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့ကဧပြီလ20ရက်နေ့ကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့တာပါ။ညောင်ပင်ကွင်းရွာအခြေဆိုင်စစ်ကောင်စီအမှတ်961ချင်းမြန်တရင်အနီးတဒါနာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့တာပါ။ပုံချတိုက်ခိုက်ပြီးတဲ့နောက်15မိနစ်လောက်နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပါသေးတယ်။ ဲ့ဒီဘုံချတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကထိခိုက်မှုရှိတယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောဆိုပေမဲ့အတိအကျမသိရသေးပါဘူး။တော်လိုင်းတပ်ဖွဲ့တွေဘက်ကတော့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ညဘေကွင်းကျေးရွာအနီးနားမှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေလို့အနီးနားကျေးရွာကဒေသခံတွေဆစ်ဆောင်နေရတာ၅လလောက်ရှိနေပါပြီ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ15ရက်နေ့ကလည်းစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျိတ်ချတိုက်ခိုက်ခဲ့လို့ညဘေကွင်းကျေးရွာမှာနေအိမ်28လုံးမီးလောင်ပျက်စီးသွားခဲ့ပါသေးတယ်။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့တရချောင်းမြို့နယ်အောက်ဖက်ချမ်းကကျေးရွာတွေကိုဧပြီလ22ရက်နေ့ည10:00နာရီခွဲလောက်မှာစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျဲချတိုက်ခိုက်လို့ကရင်မျိုးသားလွတ်မြောက်ရေးတပ် KNL တရင်စနစ်ကတပ်ဖွဲ့ဝင်တဦးထံရရသွားတယ်လို့ဒေသခံနဲ့ KNL တပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။တဲ့င်းအပြည့်အစုံကိုတော့ Dowel Wash Wine ဒေါ်သားတို့ကပြောပြပေးသွားမှာပါရှင်။ဒေချောင်းမြို့နယ်အောက်ပေချံကကြေးဝါတွေကိုဧပြီလ27ရက်ည7:00ခွဲလောက်မှာ စစ်ကောင်စီတပ်ကလင်းနေပူကျဲတက်ခဲလို့ကင်မျိုးသားလွမြောက်ရေးတပ် KNLA တိုင်းစနစ်ကတပ်ဖွဲ့ဝင်တူတိုင်းရစသွားရီလို့ဒေသခံနဲ့ KNLA တပ်ဖွဲ့ဝင်တွေ့စီကတီးရပါတယ်ဝင်းဝါမင်းတပ်နဲ့တဲချောင်းသားရွာတွေဖက်ကိုလင်းနေပူကျဲတက်ခဲရာက KNLA တပ်ဖွဲ့ဝင်တူဝမ်ပိတ်မှာဘိုးစားဒီမန်တန်ရရှာခဲ့ပါတယ်ဧပြီလ16ရက်မှာ ဝင်းဝါနေမြေရဲ့စခန်းကို KNLA နဲ့ပြည်ထောင်ပူပေါင်းတပ်တွေကပဲခတ်တိုက်ခိုက်လို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းဧပြီလ21ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ဒါကြောင့်ဝင်းဝမ်းနဲ့နီနာကကျွာ9ရွာကဒေသခံတွေထွက်ပြေးတိရှောင်နေရပါတယ်။တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင်းရန်ကုန်ကလာတဲ့ကားတွေတဝဲမှာပေးမိနေပြီးဘိတ်ဘက်ကတက်လာတဲ့ကားတွေလည်း ဘလုံးနဲ့ဘလောက်မျိုးပဲမှပေးမိနေကြတာပါတိုက်ပွဲကြောင့်တဝဲပေးအတဲစင်ကားတွေလမ်းမှာ ပေးမိနေတာလေ၅ရက်ရှိလာပြီဖြစ်ပါတယ်နောက်ထပ်တဲ့ရင်တစ်ပုတ်အနေနဲ့ကတော့မူရင်စေဝါရောင်းဝယ်သူ6ဦးကိုလောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ် အသက်53နှစ်25နှစ်အသက်16နှစ်အရွယ်အမျိုးသား3ဦးအသက်28နှစ်20နှစ်18နှစ်အရွယ်အမျိုးသမီး3ဦးအလုံးပေါင်း6ဦးကိုဖမ်းဆီးထားတာလို့ပလတ်ဖတ်အဖွဲ့ကဧပြီလ20ရက်နေ့ကထုတ်ပြန်ထားတာပါသူတို့6ယောက်ကိုမူရစေဝါတုံဆွဲဖို့ရောင်းဝယ်ဖို့ပြုလုပ်နေတဲ့အချိန်ဧပြီလ16ရက်နေ့ကဝင်ရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါရယ်ဖမ်းဆီးထားသူတွေထဲ9ဦးဟာလောင်လုံးမြို့နယ်ဒေသခံတွေဖြစ်ပြီးကြံတအူးကတော့ရန်ကုန်မြို့မှာနေထိုင်တဲ့သူဖြစ်ပါရယ် သူတို့တွေကိုဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာ W1 စာတန်းပါမှုရေးစေဝါ300ကျော်နဲ့အတူကားဆိုင်ကယ်လက်ကင်ဖုံးစတာတွေကိုပါ တွေ့ရှိသိမ်းဆည်းထားတယ်လို့ဆိုပါရယ်။ဖမ်းဆီးထားသူတွေကိုမှုရေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေပုံမှန်နဲ့အမှုဖွင့်လှစ်ထားတယ်လို့လည်းဆိုပါရယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့တနင်္လာရီမြို့နယ်ဘန်လမွတ်ရွာကစစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့က drone နဲ့ဘုံချတိုက်ခိုက်ခဲ့ပါတယ်။ ။တည်င်းအပြည့်အစုံကိုတော့ဒေါ်ဝဲဝက်ရှိုင်းဒေါ်သားတို့ကပြောပြပေးသွားမှာပါရှင်။တရင်တိုင်းမြို့နယ်ဘလမော့ရွာကစစ်ကောင်စီစစ်စီဂီကိုပြည်သူကကော်ရေးဖွဲ့ကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့ပါတယ်။ဒီကနေ့ဧပြီလ22ရက်မနေ့9နိုင်ဝန်းကျင်မှာတရင်တိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့တောပုံကြီးတပ်ဖွဲ့ကဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာပါဧပြီလ22ရက်ညနေပိုင်းကလည်းဘလမွန်ကျွော်အုပ်စုရန်ဖိုရွာဘိုးကြီးကျောင်းမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ကိုကရင်မျိုးသားကကွယ်ရေးတပ် KNDO နဲ့ပူးပေါင်းတပ်တွေကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့ပါသေးတယ်။တစ်ဖက်ကဇဝဲရွာအခြေဆိုင်စစ်ကောင်စီအမှန်996တပ်ကဘလမွန်ကျေးရွာအုပ်စုထဲအင်အားတိုးချဲ့လာနေပြီးဒေသခံတွေကိုစစ်ဆေးတာတွေလုဆောင်လာနေပါတယ်။စစ်ကောင်စီဘက်ကပြည်သူတွေကိုအကာအကွယ်ယူပြီးတွာလာတာစစ်ဆေးဖမ်းဆီးတာတွေလုလာနေတာကြောင့်ပြည်သူတွေအနေနဲ့မလို့အပ်ပဲခရီးတွာလာတာတွေမလို့ဖို့တော်လိုင်းရဲဘော်တွေကတိုက်တွန်းနေကြပါတယ်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့ရေဖြူမြို့နယ်ဇာဒီကျေးရွာကဒေသခံနေရောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားပြီးဆဲကြော်ကြတဲ့အထိပြန်မလို့လာကြသေးပါဘူး။စာရီကျေးရွာအုပ်စုကြောက်ထရံရွာမှာဧပြီလပထမပတ်ကစစ်ကောင်စီစစ်ကြောင်းဖမ်းခေါ်သွားတဲ့ကြောက်ထရံရွာသားတအူးနဲ့ဖြူနှဲရွာသားတအူးဟာဒီနေ့ဧပြီလ22ရက်နေ့ထိ ပြန်မလွတ်လာသေးကြတာပါ ဖမ်းခေါ်ခံရသူနှစ်ဦးဟာကြောက်ထရင်ရွာမှာစားတောက်ဆိုင်ဖွင့်ထားတဲ့အသက်50ဝန်းကျင်အရွယ်ဦးတန်တန်နဲ့ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ဖြူနဲ့ရွာသားအသက်40ဝန်းကျင်ကိုနိုင်နိုင်တို့ဖြစ်ကြပါဗျ။ဇာတိအုပ်စုဖက်ကိုအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းဟာဇာတိရွာကနေအပြန်ဧပြီလ9ရက်နေ့မှာကြောက်ထရင်ရွာသားနှစ်ဦးကိုဖမ်းခေါ်သွားခဲ့ပါဗျ။ စစ်ကောင်စီစစ်ကြောင်းဟာဇာရီရွာရဲ့တဆွဲထားတဲ့အချိန်ကလည်းခေါပြန်ရွာသား၃ဦးအပါအဝင်ဒေသခံ၁ဦးထပ်မင်းဲကိုဖမ်းဆီးခဲ့ပြီးစစ်ကြောင်းပြန်ထွက်သွားတဲ့အချိန်မှာတော့ပြန်လွှတ်ပေးခဲ့ပါတယ်။အခုလိုတနင်္လာဤတင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Watch Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရရှင်။